စကားလေးကတော့နားမကြတဲ့ကျူးဟွန်ဆောင်ဆိုတဲ့ကောင်လေးတယောက်နဲ့စထားပါရင်ဟွန်ဆောင်ကနားမကြပေမဲ့လူဝေစကားပြောတာကိုနှကန်းလှောက်ရှားမှုအကြည့်ပြီးနားလေတဲ့နေရာမှာတော်ပါရင်ဒါကလည်းသူ့ကိုတခြားလူဝေလိုပဲပုံမှန်စကားပြောဆိုနိုင်ဖို့အထောက်အကူဖြစ်စေပါရင်ဟွန်ဆောင်ကဘိုလင်းကစားတာကိုခုံမြင်ပြီးတော့သူ့ရဲ့အကြောင်းမှာဘိုလင်းအတင်စတင်ဖို့အိမ်မက်ရှိပါရင်ဒီလိုနဲ့စိတ်ဝင်ခန်းကပြောင်းသွားခဲ့ပြီးတော့ guest star လို့ခေါ်တဲ့နာမည်ကြီးအမျိုးသမီးတေးဂီတာအဖွဲ့ကြီးမားတဲ့ပွဲတစ်ခုလုပ်နေတာကိုပြသပေးပါရင် အဖွဲအထဲမှာဆိုရင်အဖွဲဝင်၄ယောက်ရှိပြီးအထင်ရှားဆုံးကတော့လီဆူအာနဲ့အဲလီတို့ဖြစ်ပါရင်းတနေ့မှာဟွန်ဆောင်းဟာသူ့ရဲ့အကောင်းဆုံးတင်ငယ်ရှင်ယုံကျွန်းနဲ့အတူလမ်းလျှောက်နေပါရင်းသူတို့ကအဝတ်ဆိုင်တစ်ဆိုင်ရှိမှရက်နေခဲ့တာပါအဲ့ဒီမှာဆိုရင်လီဆူအာရဲ့ဆိုင်းပုတ်ကြီးတစ်ခုရှိပါရင်းဆူအာရဲ့ပရိတ်သတ်ကြီးဖြစ်တဲ့ယုံကျွန်းကဆိုင်းပုတ်ကိုမျက်တောင်မခတ်ပဲကြည့်နေတော့ဆူအာဟာအယံကိုလာတယ်လို့ပြောပါရင်းဒါပေမဲ့ဟွန်ဆောင်းကတော့သူ့တဘောမတူ ဘာကြောင့်လဲဆိုရင်သူကအဲလီကိုပူကြိုက်လို့ပဲဖြစ်ပါတယ်။သူတို့ဆိုင်ဘုတ်ကိုကြည့်နေတော့မှပဲရုတ်တရက်လူတယောက်ပြေးလာခဲ့ပြီးတော့ဆိုင်ဘုတ်ကိုဆွဲယူကထွက်ပြေးသွားခဲ့ပါတယ်။ဆိုင်ရှင်ကအချက်ချင်းပဲတခုအနောက်ကိုလိုက်သွားပြီးယွန်းကျွန်ကလည်းတခုဖမ်းဖို့အတွက်ကုညီရန်ဆုံးဖြတ်ခဲ့ပါတယ်။ဟွန်ဆောင်ကလည်းလိုက်သွားပါတယ်။နောက်ဆုံးမှာတော့တခုကိုမမိပြီမဲ့လေဆိုင်ဘုတ်ကတော့ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့အနားမှာဆိုရင်နည်းနည်းတော့ပဲ့နေခဲ့ပါပြီဆိုင်ရှင်ကဆိုင်ဘုတ်ဟာအသုံးမဝင်တော့ဘူးလို့ထင်ပြီးတော့ယွန်းကျုံကိုပေးပါပြီနည်းနည်းပြက်နေခဲ့ပေမဲ့ယွန်းကျုံကရသွားတဲ့အတွက်အရန်ကိုပြောသွားခဲ့ပါပြီတစ်ချိန်တည်းမှာပဲဆူဝါဟာရေဒီယိုစတူဒီယိုမှာအင်တာဗျူးပြီးလို့ထွက်လာခဲ့ပါပြီ DJ ဝေကသူ့အကြောင်းမကောင်းတဲ့ကောလာဟလာဝေပြက်နေတာကိုမေးပါပြီသူတို့ကအဲဒီဟာအဲဒီကောလာဟလာဝေပြက်နေတာလားလို့မှထင်ကြပေးနေကြပါပြီဒါပေမဲ့ဆူဝါကတော့ငင်းဆိုလိုက်ပြီးအဲလီကဘယ်တော့မှအဲဒီလိုမျိုးမလုပ်ဘူးလို့ပြောပါပြီ ဘာကြောင့်လဲဆိုတော့သူတို့ကတငယ်ချင်းကောင်းနေမလို့ပါအဲလီဟာသူ့ကိုအဲ့ဒီလိုလုံမဲလို့မယုံကြည်ပါဘူးဒီလိုနဲ့ညမှဆိုတော့ဆူအားဟာဂက်စတာအဖွဲ့ဝင်နေတဲ့မန်နေဂျာနဲ့အတူအပန်းဖြေနေခဲ့ပါရင်သူတို့ရဲ့ concept အောင်မြင်မှုကြောင့်အားလုံးကပျော်နေကြတာပါဒါပေမဲ့ဆူအားကတော့ပျော်ဖို့မရပါဘူးသူဟာစိတ်ဓာတ်ကျနေပုံရပါရင်ဆူအားဟာသူ့အဖွဲ့ကနေအနားယူပြီးကြောင်းပြန်တက်ရှင်တယ်လို့သူတို့ကိုပြောပါရင်သူကဒီအကြောင်းအရင်ကဘယ်သူ့ကိုမှမပြောခဲ့တာကြောင့်မန်နေဂျာနဲ့အဖွဲ့ဝင်တွေအံ့ဩသွားကြပါရင်ဒါပေမဲ့ဆူဟာသူ့ရဲ့စိတ်ကိုဆုံးဖြတ်ထားပြီးသားမလို့ ဘယ်သူမှမတားဆီးနိုင်ပါဘူး။ရဲအနေငယ်ကြပြီးတော့ပန်းရောင်အင်ဂျီဝတ်ထားတဲ့လူအုပ်စုတစုဟာအဆောက်အဦအရှိတစ်ခုမှရက်နေကြပါရင်သူတို့ကအဲလီယာပရိတ်တ်ကြီးဝင်ဖြစ်ပြီးတော့သူ့ရပိုစတာဝေတော်မှာယူဆောင်လာကြတော့ပါ။ကြောင်းသွားနေခဲ့တဲ့ဟွန်ဆောင်ဟာဖျက်သွိုင်းနေပဲစိတ်ဝင်စားသွားခဲ့ပါရင်အဲလီကိုမြင်ရမလားဆိုပေမျော်လင့်ချက်နဲ့အဆောက်အဦအရှိမှစောင့်ဖို့ဆုံးဖြတ်လိုက်ပါရင်မကြခင်စုဟာကကြောင်းယူနီဖောင်းဝတ်ပြီးတော့အဆောက်အဦကနေထွက်လာခဲ့ပါရင် ပိုင်းအောင်ဝတ်ထားတဲ့လူတွေကသူ့ကိုအော်ဟစ်ပြီးကြက်ဝင်နဲ့ပြစ်ကြပါရင်းသူတို့ကဆိုအကိုအနိုင်ကျင့်တဲ့သူလို့ခေါ်ပြီးတော့အဲလီယာဘွားကိုခက်ခဲအောင်လုပ်တယ်လို့ဆွဆွဲပါရင်းဆိုအကကြက်ဝေကနေကာကွယ်ဖို့ကြိုးစားပါရင်းအဲ့ဒီလိုလုံနေတော့သူ့လိုပဲကျောင်းယူနီဖောင်းဝတ်ထားတဲ့ဟွန်ဆောင်ကိုအနားမှာရက်နေတာမြင်သွားခဲ့ပါရင်းသူကဟွန်ဆောင်ရဲ့နာမည်တစိကိုမြင်လိုက်တာကြောင့်သူ့ရဲ့နာမည်ကိုတိသွားခဲ့ပါရင်းအဲ့ဒီအခါမှာအဲလီနဲ့သူ့ရဲ့မန်နေဂျာရောက်လာခဲ့ပြီးအဲ့ဒီအုပ်စုကိုထွက်သွားဖို့ပြောလိုက်ပါရင်း ဲ့ဒီမှာဆိုရင်အဲလီကဆူဝါကိုရုပ်သေးရုပ်တစ်ခုကိုလက်ဆောင်အဖြစ်ပေးပါရင်းဒါပေမဲ့ဆူဝါကအဲ့ဒီရုပ်သေးကိုပြစ်လိုက်ပါရင်းသူကအဲလီကိုသူ့ကိုချက်ဥနဲ့ပြစ်ဖို့အတွက်အဲ့ဒီလူဝေအားစေခိုင်းတယ်လို့ထင်ခဲ့ပါရင်းဆူဝါကအဲလီကိုသူ့အကြောင်းမကောင်းတဲ့ကောလာဟာလဝေဖြန့်တယ်လို့လည်းယုံကြည်ပါရင်းအเจ้าမှာဆိုတော့ဆူဝါဟာဆီယာမတ်ကို သူ့ကိုဟွန်းဆောင်ရဲ့အတန်းမှာထည့်ပေးဖို့တောင်းဆိုပါရင်းဆီယာမကလည်းသူကဟွန်းဆောင်ကိုတိပီးသားပါလို့ပြောပါရင်းစူဟာအတန်းထဲကိုရောက်တော့လူဝိုင်းကအံ့ဩတော့ကြပါပြီသူဟာဂက်စတာရဲ့နာမည်ကြီးအဖွဲ့ဝင်ဖြစ်တာကြောင့်လူကြိုက်အများဆုံးចောင်းသူဖြစ်လာခဲ့ပါရင်းအတန်းထဲကចောင်းသားဝေဟာယောက်ျားလေးဝေဟာသူလာတာကိုမရက်မနာပဲပြောနေကြပါရင်းစွာကတတမမန်ဟွန်ဆောင်စီကိုရှောက်သွားလိုက်ပြီးတော့အရင်နီလှုပ်ဖို့ကြိုးစားပါရင်းစွာလိုမျိုးနမဲကြီးတယောက်ကသူနဲ့စကားပြောရှင်တော့ကိုဟွန်ဆောင်ကတော့အံ့ဩသွားခဲ့ပါပြီ။တန်းသူအတန်းထဲမှာရှိတဲ့ယွန်းကျွန်က ဆူအကိုသူဟာသူမရဲ့အကြီးဆုံးပရိသတ်ဖြစ်တယ်လို့ပြောပါရင်ဒါအပြင်ယွန်းကျွန်းဟာဟွန်ဆောင်ကအဲလီယက်ပရိသတ်ကြီးဖြစ်တယ်လို့ပြောပြီးတော့ဟွန်ဆောင်ရဲ့ဖုန်းပေါ်ကအဲလီယက်ဓာတ်ပုံကိုလည်းဆူအအားပြပါရင်ဒါပေမဲ့ဆူအကတော့ခူးဆိုင်ပုံမရပါဘူးအတန်းထဲမှာဆိုရင်ဆူအကခဲတံမိခဲ့လို့ဟွန်ဆောင်စီကနေတခုချေးဖို့တောင်းငန်ခဲ့ပါရင်ဟွန်ဆောင်ကလည်းဝမ်တာအားရနဲ့သူ့ကိုခဲတံတချို့ပေးလိုက်ပါရင် ကြောင်းစင်ပြည့်နောက်အစုအကဟွန်ဆောင်ကိုကူညီပေးတဲ့အတွက်ကျေးဇူးတင်တယ်ဆိုပြီးခဲရံမှုတုံမှုပေးပါရင်းတနေ့ကြတော့ဟွန်ဆောင်နဲ့တငယ်ချင်းတွေကစုအကိုဟွန်ဆောင်ဟာနားမကြဘူးဆိုကိုပြောပြပါရင်းစုအကမယုံနိုင်တာကြောင့်သူတို့ကဆ iam မကိုမိပါရင်းဆ iam မကဟွန်ဆောင်ဟာကလေးဘွားမှာဆိုရင်မတော်ဆမှုတစ်ခုကြောင့်အကြအယုံဆုံးရှုံးခဲ့ရတာပါလို့ရှင်းပြပါရင်းဒါပေမဲ့သူ့အမိကသူ့ကိုနှကန်လှူရှာမှုကြည့်ပြီးတော့နားလေဖို့အတွက်တင့်ပြီးခဲလို့လူဝေပြောတာကိုနားလည်နိုင်ပါရင်းဒါကြောင့်စုအကသူ့နားမကြမှမတိလိုက်တာပါ နောက်ပိုင်းမှာဆိုတော့ဆူဟာဟာ home song နဲ့ယွန်းကျွန်တို့နဲ့ကဖေးဆိုင်တစ်ခုမှာကြောင်းအလုပ်တဲ့အကြောင်းဆွေးနွေးဖို့တွေ့ပါရင်းအခုဆိုရင်အတန်းဖို့ဖြစ်သွားကြပြီမလို့ဆူဟာက home song ကိုသူ့ရဲ့ဖုန်းနံပါတ်ပေးပြီးတော့အကူအညီလိုရရင်အချိန်မြွေးခေါ်ဖို့ပြောပါရင်း home song ရဲ့ဖုန်းနဲ့ဆက်ပြီးပါရိုက်ပြီး home song ရဲ့ဖုန်းနောက်ခံမှာရှိတဲ့ Ellie ရဲ့ဓာတ်ပုံကိုသူ့ရဲ့ဓာတ်ပုံဖြစ်အောင်ပြောင်းလိုက်ပါရင်းကြောင်းအလုပ်ပြီးရင်နောက်သူတို့ကဘိုးလင်းဆော့ကစားဖို့တွားကြပါရင်းဟွန်ဆောင်ဟာသူ့ရဲ့အန်အော်ဆီယာဘိုလင်းကစားကွက်တွေကိုပြသလိုက်ပြီးဆူအာလုံးဝကိုအန်အော်တွားခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းဆူအာဟာ ဟွန်ဆောင်ဘိုးလေးမှာအချိန်ပိုင်းအလုပ်လုပ်နေတော့သူနဲ့အတူညနေတဲ့အထိအပေါင်းတင်လုပ်ပါရင်အဲ့ဒီငါဟွန်ဆောင်ဟာစူအာနဲ့အတူရှိတဲ့အချိန်တွေကိုပြန်လဲတတိယရင်းနဲ့အရန်ကိုပြောနေပုံရပါရင်သူကသူ့ရဲ့အမေကိုစူအာအကြောင်းပြောပြပါရင်စူအာကနမကြီးဂက်စတာရဲ့အဖွဲ့ဝင်ဖြစ်ပေမဲ့သူ့ကိုတကယ်ကျင်နာပြီးတော့ယင်းနေတယ်လို့ပြောပြပါရင်ဒါကိုကြတော့ဟွန်ဆောင်ရဲ့အမေကအရန်ကိုဝမ်းတာပါရင်ဘာကြောင့်လဲဆိုရင်သူ့ရဲ့သားစီမှာသူ့ကိုခ ्यू ဆိုင်တဲ့တငယ်ချင်းကောင်းတယောက်ရှိနေပြီဆိုတော့ကိုတိလိုက်ရလို့ပါ တနေ့မှာဟွန်ဆောင်ကဇူဝါကိုအုပ်စုလိုက်အလုပ်လုပ်ဖို့သူ့ရဲ့အင်စီခေါ်လဲပါရီဇူဝါကသူ့အမေနဲ့တွေ့ပြီးတော့လေးလေးစားနှုတ်ဆက်ပါရီဟွန်ဆောင်ရဲ့အမေကလည်းသူ့ကိုနွေ့နွေ့ထွေးကြိုဆိုပါရီဟွန်ဆောင်ရဲ့အမေကစတိုးဆိုင်သွားနေတော့ဟွန်ဆောင်ဟာမိဖို့ခန်းထဲမှာတောက်စရာလုပ်ပြီးတော့ဇူဝါကဟွန်ဆောင်ရဲ့အခန်းထဲရှာဖွေစူးစမ်းဖို့စတင်ပါရီသူကဟွန်ဆောင်နဲ့ သူ့ကိုကြောက်ဥပြည့်ခဲ့တဲ့ပြိတ္တာအုပ်စုအကြားဆက်ဆက်မှုရှိမရှိတက်တည်ရှာရှင်တာပါဒါပေမဲ့ဆူဝါကဘာတန်တရားဖြစ်เสียမှမတွေ့ပါဘူးအဲ့ဒီနောက်ပိုင်းဟွန်ဆောင်နဲ့သူ့အမေနဲ့အတူစားတောက်နေတော့ဟွန်ဆောင်ကသူ့ဘိုးလင်းကစားတာဘလောက်ကြိုက်တယ်လဲဆိုတာကိုပြောပြပါရင်းတငယ်ချင်းတွေနဲ့အတူကစားနိုင်ဖို့အတွက်ကျောင်းမှာဘိုးလင်းအတင်းဖွဲ့ရှင်တယ်လို့လည်းပြောပါရင်းစကားစမီပြောရင်းနဲ့ပဲဟွန်ဆောင်ရဲ့အမေကသူရဲ့ဆွေမျိုးတယောက်ဟာစီမံကိန်းအသစ်တစ်ခုအတွက်အုံမြင့်ချတာကိုအကူအညီလိုနေတယ်လို့ပြောပါရင်းဆူဝါကအချက်ချင်းပဲအဲ့ဒီအလုပ်မှာကူညီဖို့ကန့်လန့်လိုက်ပါရင်း အတူချုံပြောမယ်ဆိုရင်စူဟာနဲ့ဟွန်ဆောင်တို့ဟာအတူတကွအုံမြင့်တိဆောက်ဖို့အဖွဲအတဲကိုပါဝင်လိုက်ကြပါရင်နေ့လယ်စာစားနေတော့ဟွန်ဆောင်ရဲ့အမေကဟွန်ဆောင်စူဟာကိုတကယ်တော့ကြာနေပုံရတာကိုတတိထားမိခဲ့ပါရင်စားနေတော့စူဟာကဟွန်ဆောင်ကိုသူ့အားကြက်ဥနဲ့ပစ်ခဲ့တဲ့အဲလီယာပရိတ်တအုပ်စုအကြောင်းမေးပါရင်ဟွန်ဆောင်ကအချက်ချင်းပဲအဲ့ဒီအုပ်စုနဲ့ပတ်သက်မှုမရှိဘူးလို့ငင်းဆိုပြီးသူကြောင်သွားနေတော့အဲ့ဒီလမ်းအတိုင်းဖျက်လျှောက်သွားတာပါလို့ရှင်းပြပါရီဆူဟာကဟွန်ဆောင်ဟာပရိတ်တာအုပ်စုနဲ့ဘာမှမဆိုင်ဘူးဆိုတာကိုသိလိုက်ရတော့စိတ်ပြတ်သွားခဲ့ပါရီ သူ့အကြောင်းမကောင်းတဲ့ကောလာဟလဖြန့်တဲ့လူကိုဖော်ထုတ်ဖို့အတွက်သူ့ရဲ့အစီအစဉ်ကအဆင်မပြေဖြစ်သွားပါလိမ့်အဲ့ဒီနောက်ပိုင်းစူဝါရဲ့မန်နေဂျာရောက်လာခဲ့ပါလိမ့်မန်နေဂျာကစိတ်ဆိုးနေပါလိမ့်ဘာကြောင့်လဲဆိုတော့စူဝါဟာအေဂျင်စီရဲ့ခွင့်ပြုချက်မရဘဲနဲ့အများပြည်သူရှေ့မှာလှုပ်ရှားမှုတွေလုပ်နေလို့ပါမန်နေဂျာကြီးကစူဝါနဲ့ဟွန်းဆောင်တို့စကားပြောနေတာကိုမြင်တော့အထင်လွဲပြီးတော့သူတို့ဒိတ်နေတယ်လို့ထင်သွားခဲ့ပါလိမ့်ဆိုတာကအချက်ချင်းပဲမန်နေဂျာကိုဟွန်းဆောင်ကသူ့အတွက်ဘာမှအဓိပ္ပာယ်မရှိပါဘူးပြီးတော့သူကအနားမကျဘူးလို့ပြောလိုက်ပါတယ် ဲ့ဒီအချိန်မှာဟွန်ဆောင်ကအားလုံးကိုကြားသွားခဲ့ပြီးနာကျင်သွားခဲ့ပါသည်သူကလည်းဆူဝါဟာသူ့ကိုတကယ်တကယ်ရှင်အစစ်အပြစ်မမြင်ဘူးဆိုတာကိုပေါ်ပေါက်လိုက်ပါသည်သူသာစိတ်ငြိမ်နေတာကိုမြင်တော့ဟွန်ဆောင်ရဲ့အမိကဝင်ရောက်ဆုတ်ဖက်ပြီးဆူဝါနဲ့သူ့ရဲ့မန်နေဂျာကိုဆူဝါကအကူအညီအများကြီးပေးပေးပြီးမလို့အိမ်ပြန်တင့်ပြီလို့ပြောပါသည်မထွက်သွားခင်မှာဆူဝါကဟွန်ဆောင်ကိုနှုတ်ဆက်ဖို့ကြိုးစားပါသည်ဒါပေမဲ့ဟွန်ဆောင်ကယဉ်ကွဲနေခဲ့ပြီးသူကဆူဝါဟာအဲလီရဲ့ပြိတ္တာအုပ်စုအကြောင်းတည်င်းအချက်လက်ရယူဖို့အတွက်ပဲ သူ့ရဲ့တငယ်ရှင်အဖြစ်ဟန်ဆောင်နေတာလို့ပြောလဲပါတယ်။စူပါကလင်တာကိုမြင်ရမှာဘာကြောင့်လဲဆိုတော့ဒါကအမှန်ပဲဆိုတော့ကိုသူတိနေလို့ပါ။ရှေ့ယုံပြီးအပြည့်ရှိတယ်လို့ခံစားနေရတာကြောင့်သူဘာမှထပ်မပြောတော့ဘဲနဲ့ထွက်သွားပါတယ်။အဲ့ဒီနောက်ပိုင်းဟွန်ဆောင်ရဲ့အမေကသူ့ကိုတိတ်ဆိတ်တဲ့နေရာတစ်ခုအားစကားပြောဖို့ခေါ်သွားခဲ့ပါတယ်။ဟွန်ဆောင်ဟာစူပါအကြောင်းသူ့မားခဲ့တယ်လို့ဝန်ခံပါတယ်။ သူကသူ့တင်ငယ်ရှင်အရင်အဖြစ်ဘယ်တော့မှမထားခဲ့ဘူးဆိုတော့သဘောပေါက်လိုက်ပါပြီ။မကြခင်မှာပဲဝန်ဆောင်ရအမေကသူ့ကိုစူအားဟာတကယ်ကောင်းတဲ့ကောင်းမလေးဖြစ်ပြီးသူ့ကိုစူစူရွာဆက်ဆက်နဲ့သူ့ကိုတီးရှင်တာကပုံမှန်ပါပဲလို့ပြောပြပါပြီ။သူကဝန်ဆောင်ကိုဘာကြောင့်စူအားကျုပ်ဝင်နဲ့ပြစ်ခတ်နေရတော့မကူညီခဲ့တာလဲလို့မေးပါပြီ။ဟောဆောင်ကဘယ်လိုတုံ့ပြန်ရမှမတိဖြစ်သွားခဲ့ပါရင်ရဲ့အနေငယ်ကြမှာတော့လူတယောက်ကဇူအားစီကန်လန်ရှက်တခုနဲ့ရှီးကလာပါရင်သူကဇူအားကိုဂဲစတာကနေထွက်ပြီးတော့သူ့ကမ္ပဏီနဲ့တကူတော့တီဆိုလို့ရပါတယ်လို့ပြောလာပါရင် အဲ့ဒီလူကတခြား agency တခုရ director ဖြစ်ပြီးတော့သူတဘောတူမယ်ဆိုရင်အနာကတောက်ပစေရမယ်လို့ဂတိပေးပါရင်ဒါပြင်သူကစူဝါဟာအဲလီနဲ့အငင်းပွားလို့ဂက်စတာကနေထွက်ရှင်တယ်ဆိုရယ်ကောလာဟလာဝီကိုလည်းပြောပြပါရင်းစူဝါကဒီစကားကိုကြားတော့အန်အော်တော်ခဲ့ပါပြီ။သူကအဲ့ဒီကောလာဟလာဝီအကြောင်းဘာမှမသိဘူး။ဂက်စတာကနေထွက်ဖို့လည်းအစီအစဉ်မရှိခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလူပြောခဲ့တဲ့စကားကြောင့်လူတွေကသူ့ကိုအုပ်စုထဲကနေထွက်သွားအောင်တွန်းထုတ်နေတာလားဆိုပြီး စတင်တွေးလာခဲ့ပါတယ်။အဲ့ဒီနောက်ပိုင်းစူဟာနဲ့ဟွန်းဆောင်တို့ကအเจ้าမှာတယောက်နဲ့တယောက်စကားမပြောကြတော့ပါဘူး။တနေ့မှာဟွန်းဆောင်ကအเจ้าမှာဘိုးလင်းအတင်းဖွဲ့ဖို့အတွက်ဂျင်ယာလိုက်တာကိုမြင်လိုက်ရပြီးအရန်ကိုစိတ်လှုပ်ရှားသွားပါတယ်။သူချက်ချင်းပဲစရင်ပြပါတယ်။စူဟာကဟွန်းဆောင်ရဲ့ဇရာထက်ထမှုကိုသတိပြုမိတော့သူကလည်းဝင်ရောက်ဖို့ဆုံးဖြတ်ပါတယ်။မကြခင်စူဟာကိုကြိုက်တဲ့ကောင်းလေးအများအပြားကသူနဲ့ပူရင်းနှီးဖို့အတွက်မျောလင့်ပြီးအတင်းတဲ့ကိုဝင်ကြပါတယ်။ အဲ့ဒီအချင်းဟွန်ဆောင်ကအဖွဲဝင်အစ်တအများစုဟာဘိုးလင်းကြိုက်လို့ဝင်တာမဟုတ်ပဲစူဟာကြောင့်မဲဆောင်ကိုတတိထားမိခဲ့ပါတယ်သူစိတ်ပြက်ပြီးထွက်တော့ပါတယ်စူဟာကသူနဲ့စကားပြောဖို့ကြိုးစားပေမဲ့နောက်ဆုံးမှရန်ဖြစ်ကြပါတယ်ဟွန်ဆောင်ကစိတ်ဆိုးပြီးထွက်တော့ပါတယ်ကြောင်စင်တော့ဟွန်ဆောင်ကဘိုင်းအောင်အင်ဂျီဝတ်ထားတဲ့လူတွေနဲ့တဖန်ပြန်ပြီးတွေ့ပါတယ်သူကသူတို့အပါပြောနေတယ်လဲဆိုတော့ကိုနားလေဖို့အတွက်သူရဲ့နှကန်လှူရှာမှုကိုကြည့်ဖို့ကြိုးစားပါတယ်အဲ့ဒီအုပ်စုထွက်သွားတော့ဟွန်ဆောင်ကသူရဲ့အနောက်ကိုလိုက်သွားပါတယ် အော်ဆရာကသူတို့ဟာတယောက်တည်းရှိနေကြတဲ့ဆိုအားစီကိုတွားပြီးတော့ဆဲဆိုရင်းနဲ့ပဲကြက်ဥရနဲ့ထပ်ပစ်ခဲ့ပါလိဒီတခါတော့ဟွန်းဆောင်ကကြည်နေုံပဲမဖြစ်တော့ပါဘူးသူချက်ချင်းပြေးသွားခဲ့ပြီးဆိုအားကိုကာကွယ်ပေးပါလိကြက်ဥရကနေကာစီပြေးတော့ပါအဲ့ဒီဖြစ်ရဖြစ်ပြီးတော့သူတို့ကအတူတကွလမ်းလျှောက်ပြန်ကြပါလိပြီးတော့ဆိုအားဟာတက္ကစီစီးပြီးထွက်တော့ပါလိအဲ့ဒီနောက်ပိုင်းဆိုအားကအဲလီကိုတွားတွေ့ပါလိ သူကအဲလီကိုဒါဟာဂက်စတာရဲ့အဆုံးဖြစ်နိုင်တယ်လို့ပြောပြပါနေအဲလီကမမမပြောတလို့ငင်းလည်းမငင်းပါဘူးသူကဆူအားဟာသူ့ရဲ့စကားထက်ကောလာဟလာဝီကိုပဲယုံပြီးသားဖြစ်လိမ့်မယ်လို့ပြောလိုက်ပါရင်းဆူအားကဘက်တုကိုယုံရမယ်မတိပဲနဲ့ထွက်သွားခဲ့ပါရင်းဟွန်ဆောင်အိမ်ပြန်လာမှဆိုရင်ဆူအားကိုကြုံနဲ့ပြစ်တဲ့ အုပ်စုရဲ့ခေါင်းဆောင်ကလူတယောက်နဲ့စကားပြောနေတာမြင်သွားခဲ့ပါတယ်။အဲ့ဒီလူကစူအာကိုကဲစားကနေထွက်ပြီးတကူတော်ဖြစ်ဖို့လိုရှင်ခဲ့တဲ့ agency director ဆိုတာပေါ်လာခဲ့ပါတယ်။ director ကဟွန်ဆောင်ကြည့်နေတာကိုသိပြီးချိန်ချလိုက်ပါတယ်။ဒါပေမဲ့ဟွန်ဆောင်ကတည်ငြိမ်ပုံဆောင်လိုက်ပါတယ်။ ူကနားမလဲတဲ့လိုမျိုးဟန်ဆောင်ပြီးတော့ဒရိုက်တာကိုသူ့ရဲ့မတန်ဆွမ်းကပ်ပြပြလိုက်ကသူနားမကြားပါဘူးလို့ပြောပါရင်ဟွန်ဆောင်ကဘာမှမကြားနိုင်ဘူးလို့ထင်ပြီးဒရိုက်တာကလည်းစိတ်ချကထွက်သွားခဲ့ပါရင်ဒါပေမဲ့ဒရိုက်တာမတိထားတာကဟွန်ဆောင်ဟာသူ့ရဲ့စကားပြောတော်ဝီကိုတိတ်ဆိတ်အတန်ဖန်ထားလိုက်ပါရင်ဟွန်ဆောင်ကဘာမှမကြားနိုင်တော့အဲ့ဒီအတန်ဖန်ထားတာ위ကိုယွန်းကျွန်စီပို့ပြီးနားထောင်ခက်လဲပါလေယွန်းကျွန်ကဟွန်ဆောင်ကိုဒရိုက်တာဟာအဲ့ဒီအုပ်စုကို အဲလီယာပရိတ်တဟန်ဆောင်ဖို့နဲ့ဇူအာကိုအများရှိမှာချက်စီဖို့ငားရန်ထားတယ်လို့ပြောပြပါရီဒါအပြင်ဒရိုက်တာကဇူအာကိုဂဲစားကနေထွက်ပြီးသူ့ရဲ့အေဂျင်စီအထဲဝင်လာအောင်ဇူအာအကြောင်းမကောင်းတဲ့ကောလာဟာလဝေဖျက်နေတာလည်းဖြစ်ပါရီအဲဒီနောက်ပိုင်းဟွန်ဆောင်ကဇူအာနဲ့တွေ့ပြီးတော့ဇူအာကသူ့ဂဲစားပြတ်သွားပြီလို့ထင်တဲ့အကြောင်းပြောပြပါရီဟွန်ဆောင်ကသူ့ကိုဂဲစားကိုမဆွတ်လို့ဖို့နဲ့သူ့အဲလီအကြောင်းကောလာဟာလဝေကိုလစ်လူရှုဖို့ အားပေးပါရင်သူကဇွားကိုသူနဲ့အဖွဲကိုထိခိုက်စေရှင်တဲ့လူတွေထက်သူတငယ်ရှင်တွေကိုပို့ပြီးယုံကြည်ဖို့ပြောလဲပါရင်ဝန်ဆောင်ကဇွားကိုဒရိုက်တာရဲ့အစီအစဉ်အကြောင်းမပြောပြခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့သူကဇွားကိုအဲလီနဲ့တငယ်ရှင်ဖြစ်တာရဲ့အရေးပါမှုကိုတိစေရှင်လို့ပါဇွားကဝန်ဆောင်စကားဝေကိုစဉ်းစားကြည့်ပြီးတော့အဲလီကသူ့ကိုဂျင်နာဖူးတဲ့ပုံတွေခ ్యు ဆိုင်ဖူးတဲ့ပုံတွေကိုပြန်လဲတရိယာလာခဲ့ပါရင်ရဲ့အနေငယ်အကြောင်းမှာတော့ဝန်ဆောင်နဲ့ယွန်းကျွန်းတို့ဟာတငယ်ရှင်တချို့နဲ့အတူဂဲစာကွန်ဆန့်ကိုတွားကြည့်ကြပါရင် ဖွဲ့အစုံမှဆိုရင်ဆူဝါကသူတို့ရဲ့တခြင်းအစ်စ်ကိုပြိတ္တတည်နဲ့မိတ်ဆက်ပေးပါရင်သူကဟွန်းဆောင်ကိုဂဲစတာအားတစုတစီထဲထားရှိဖို့အတွက်အားပေးခဲ့လို့ဂျေဆုတင်တဲ့အကြောင်းပြောပါရင်သူကဟွန်းဆောင်ဟာသူ့ကိုတငယ်ရှင်ဖြစ်မှုရဲ့တန်ဖိုးအားတင်ပြပေးခဲ့တယ်သူကိုကြရှုံးစေရှင်တဲ့လူတွေရဲ့စကားဝေးနားမထောင်ခင်းနဲ့သူ့နှလုံးသားကိုဘယ်လိုမျိုးနားထောင်ရမှာလဲဆိုတာတင်ပြခဲ့တယ်လို့ပြောပြပါရင်ဆူဝါကဟွန်းဆောင်ကိုတခြင်းရေးသူတယောက်ဖြစ်လာတဲ့အတွက်လဲဝမ်းသာတဲ့အကြောင်းပြောပါရင် စကားကလည်းဒီမှာပဲအဆုံးသတ်သွားခဲ့ပါပြီကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ